ကဲလိုင်းပေါ်မှာရှိကြတဲ့တူရီမိတ်ဆွေများအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်တူရီကိုထွန်း YouTube channel ကနေပြီးတော့မိတ်ဆွေတို့ကိုကျွန်တော်မနေ့ဖန်အတွက်တနေ့ကုန်ထိုးရမယ့်ကီးလေးတွေနောက်ကြာနှစ်ရက်ကြာပြေးတော့ကြာနှစ်ရက်မှာပတ်သီးပေါ်သနာပါတဲ့မိတ်ဆွေများပတ်သီးတို့ကျွန်တော်ကြာနှစ်ရက်အတွက်တွေ့ရှိမယ်ပတ်သီးကို ကျွန်တော်ချပြပြီးမှဖြစ်တဲ့အားကြောင့်မလို့မိတ်ဆွေတို့ကျွန်တော်ရဲ့ live show လေးကိုစုံကန်အပီတီရတီအောင်ဝင်ရောက်ကြည့်ရှုပေးစေခြင်းပါတယ်အခုဝင်လာတဲ့မိတ်ဆွေအပေါင်းတူတူချင်းအားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့ဘက်ကလည်းကျွန်တော်ရဲ့ live show လေးကိုနော် live ရင် share နဲ့ကူညီပေးလက်မလေးတွေနှိပ်အပေါင်းလေးတွေနှိပ်အသေးလေးတွေနှိပ်တော့နော် မနက်ပိုင်း29ရက်နေ့မှာတနေကိုနေကုန်ကီးလေးမိတ်ဆွေတို့ချပြပြမှာဖြစ်တယ်မနက်မညရင်ညနေညမနက်လည်းညတယ်ညနေလည်းညတယ်မနက်အကီးလေးကိုမိတ်ဆွေတို့ချပြပြမှာဖြစ်တယ်နောက်တော့အကီးလေးနဲ့ပတ်သက်ပြီးတော့ထိုးရမယ့်ကဏ္ဍလေးတွေကိုလည်းချပြပြမှာဖြစ်တယ် ကဲအားလုံးပဲမင်္ဂလာပါခင်ဗျကဲမိတ်ဆွေတို့ကလည်းအခုကြည်နေကြတဲ့မိတ်ဆွေတွေလည်းတယောက်မြင်အများမြင်အောင်လို့ like share လေးများများလေးလုပ်ပြီးနော်ကျွန်တော်တောင်းလို့ကြရင်ကျွန်တော်ပြပေးပါမယ်လူတွေနဲ့နဲနေလို့စောင့်နေနော်အဲ့တော့တယောက်မြင်အများမြင်အောင်လို့ like share လေးနဲ့များများလေးလုပ်ပေးပါနော်လက်မလေးနှစ်အသေးလေးနှစ်ဟုတ်ကဲ့ကျွန်တော် ရဲ့ channel ကိုတကမှမကြည့်ဘူးသေးတဲ့မိတ်ဆွေများပါခဲ့ရင်လည်းကျွန်တော် channel ကို subscribe လေးလုပ်သွားနော်။နောက်ကျွန်တော်တင်တဲ့တင်တဲ့အခါတိုင်းမှာမိတ်ဆွေတို့မြင်ရတွေ့ရအောင်လို့နော်။ဟုတ်ဝင်လာကြတဲ့မိတ်ဆွေပေါ့

ပထမဦးဆုံးအနေနဲ့မိတ်ဆွေတို့ကိုတဏီကုံကြီးနေကုံစာကြီးလေးကိုကျွန်တော်ချပြပေးမှာဖြစ်တယ်။နောက်ပြီးတော့အိုက်ကန်ကြီးလေးနဲ့ပတ်သက်ပြီးတော့ထိုးရမယ့်ကဏ္ဍလေးတွေကိုလည်းကျွန်တော်ရေးပြရေးပြပေးပါပဲ။နောက်ပြီးတော့ကြာပလေးတောက်ကြနှစ်ရက်မှာပတ်တိလိုက်ခြင်းနဲ့မိတ်ဆွေများတပတ်လုံးရှုံတာရှုံထားသမျှကိုပတ်တိနဲ့လိုက်မယ်ဆိုတဲ့မိတ်ဆွေများမထွက်မရှိပတ်တိနှလုံးကိုကျွန်တော်ချပေးမှာဖြစ်တယ်။ ပတ်သီးနှလုံးချပြီးမှမိမိတို့ကြိုက်နေတဲ့ရပတ်သီးကိုရွေးပြီးတော့ပတ်လို့ရပါတယ်တကွက်ကောင်းမှုမှထိုးကျင်ကြတဲ့မိတ်ဆွေများကတော့မနေ့ဖန်မနေ့9နာရီချိန်မှာကျွန်တော်လိုင်းပေါ်မှာရှိပါမယ်ကျွန်တော်တကွက်ကောင်းဆက်ကလေးလေးကိုမိတ်ဆွေတွေကိုချပြပေးမယ်အခုဒီညမှာတော့မိတ်ဆွေတို့ကိုကျွန်တော်နေကုန်ကီးလေးကိုချပြပေးပြီเนาะအဲကြောင့်ကျွန်တော်လည်းအတူတူ လိုက်ကြည့်ကြနော်လိုက်ကြည့်ကြမှန်တယ်မှန်တယ်ပေါ့မှားရင်လည်းမှားတယ်ပေါ့ကျွန်တော်ကိုထောက်ပြလို့ရပါတယ်မနက်မနက်စေးအခုချက်ကျွန်တော်ချက်ပြမယ်ကီးရမနက်စေးတစေးတဲ့အတွက်မဟုတ်ဘူးနော်မနက်ညမနက်ညတနေ့ကုန်စားကီးပါဟုတ်ကဲ့အဲဆိုရင်ကျွန်တော်ပထမဆုံးရင်ချက်ပြမယ်ဒီညနေစည်း6:61ကစမယ်နော် ညနေ61က6ထိပ်စီရဲ့သူ့တပင်ကျော်ကဒီ52နှလုံးရဲ့ဒီသုံးလုံးပေါင်းဒီသုံးလုံးပေါင်းရင်ဘယ်လောက်ရပါလဲမသိဘူး6ကဲ2ကဲ4ရဲ့ဒီသုံးလုံးပေါင်းရင်နှစ်လို့ရမှာဖြစ်တယ်နှစ်လို့ရမှာဖြစ်တဲ့အတွက်နှစ်ရဲ့ဘဝခွန်နှစ်ရဲ့နှစ်ခါက3ညနှစ်ခွန်3ညကြီးပါတဲ့ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ နှစ်ခွန်သုံးညာကီနှစ်ခွန်ခွန်သုံးညာကီနဲ့မနေ့ပိုင်းမှာဗာထွက်လဲ26ညနေပိုင်းမှာ3ညာလီမနေ့ပိုင်းမှာနှစ်တီတယ်ညနေပိုင်းမှာ3ညာထီတယ်ကဲအဲ့ဒါဆိုရင်နောက်တစ်နေ့ဆက်သွားမယ်ဒီက၄ထိပ်စီရယ်ဒီကဒီနှလုံးပေါင်း26ပဲပေါင်းရင်ဘယ်လောက်ရမလဲ၄62သူပေါင်းရလဲနှစ်လိုပဲရမှာနှစ်လိုရရရမှာနော်နှစ်ရဲ့ပပောက်ခွန်နှစ်ရဲ့နက်က ဟို sorry ဒီကောင်ကနှစ်ရပါဝါခွန်နှစ်ရနှက်ခတ်လေးရနှစ်ခွန်လေးကီးဟုတ်ကဲ့ပါနှစ်ခွန်လေးကီးဒီရတဲ့နှစ်ခွန်လေးကီးပဲနှစ်ခွန်လေးကီးနှစ်ခွန်လေးကီးနဲ့ဘာတွက်လဲမနေ့ပိုင်းမှာ20 20ဆိုပြီးတော့နှစ်တလုံးဆွဲရညနေပိုင်းမှာခွန်3ဆိုပြီးတော့ခွန်တလုံးထိရနော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်နောက်တစ်ပွဲဆက်သွားမယ်။နံပါတ်ဆက်တော့ဒီက6ထိပ်စီရဲ့ ီနှလုံးရဲ့ပေါင်ကြာဘယ်လောက်ရမလဲ1 3 6ဒီသုံးလုံးပေါင်ကြာ8လို့ရမှာဖြစ်တယ်8လို့ရမှာဖြစ်တယ်8 8ရဲ့ပါဝါ3 8နှစ်ခက်က1 8 3ကီပါတဲ့8 3ကီကဘာထွက်လဲမနစီမှာတစ်လုံးကြီးတယ်61ဆိုပြီးထွက်တယ်เนาะညနေစီမှာတော့လွတ်သွားတယ်ဟုတ်ပြီအဲဆိုရင်နောက်တစ်ပေးမှာဒီက3ညထိကဲဒီက6 1နှလုံးပေါင်ကြာဘယ်လောက်ရမလဲ1 6တက်သုံးညပေါင်းကြီးอ่ะကျွန်တော်ခွန်လို့ရမှာဖြစ်တယ်ခွန်လို့ရတဲ့ခွန်ရဲ့ပါဝါနှင်းခွန်ရဲ့နှက်ခတ်ကသုံးညခွန်နှင်းသုံးညကီခွန်နှင်းသုံးညကီရပါတွေ့တယ်မနက်ပိုင်းမှာ60နှစ်ဆိုပြီးတော့နှစ်ထီတယ်ညနေပိုင်းမှာတစ်ခွန်ဆိုပြီးတော့ခွန်ထီတယ်ဟုတ်ကဲ့အားလုံးသောမိတ်ဆွေမြင်္ဂလာပါเนาะကျွန်တော် channel လေးကိုလည်း like share တွေကူညီပေးပါ ကဲအဲ့ဒါနောက်တစ်ပွဲဆက်သွားမယ်တရားခွန်ထိတ်ကဲတရား6နှစ်နှလုံးရယ်ခွန်ထိတ်ကဲ6နှစ်နှလုံးရယ်ပေါ့6နှစ်နှစ်နှစ်ပေါင်းတော့1ဒီ9ပေါင်း8 8လို့ရတယ်8လို့ရတဲ့အတွက်ကျွန်တော်က8ရဲ့ဘဝ3 8ရဲ့နှစ်ခါက1 8 3ကီ8 3ကီကဘာထွက်လဲမနှစ်ပိုင်းမှာ98ဆိုပြီးတော့ရှင်းကြီးတယ်ညနေဘက်မှာ13ဆိုပြီးတော့ကီပြီးထွက်သွားတယ်နော် ဟုတ်ပြီအဲ့ဆိုကျွန်တော်နောက်တစ်ဝက်ဆက်တော့နောက်တစ်ဝက်ဆက်တော့ဒီက6ထိပ်စီရဒီက6ထိပ်စီရဒီက9 9ရှစ်နှလုံးရ9ရှစ်နှလုံးရစာဖိဖိရေးစီဝါဝါကနော်ဟုတ်ပြီဒီချာကြီးတော့လက်ကြည့်ပေးဒီက6ထိပ်ကဒီက9ရှစ်နှလုံး9ရှစ်နှလုံးပေါင်းကြီးကခွန်ဒီ6နဲ့ပေါင်းရင်ဘယ်လောက်ရမလဲ3လို့ရမှာဖြစ်တယ်3လို့ရမှာဖြစ်တယ်3ရဲ့ပါဝါ8 3ရဲ့နက္ခတ်က9 3 8 5ကြီး 35ကီမှာဘာထွက်လဲမနက်ဘက်23ဆိုတော့3ညီတယ်ညနေဘက်63ဆိုတော့3မညီတယ်နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်နောက်တပင်ကိုဆက်သွားမယ်နောက်တပင်ကိုဆက်သွားမယ်ဒီမှာတစ်ထိတ်စီးနဲ့ဒီ23နှလုံးနဲ့ပေါင်းကြဘယ်လောက်ရမလဲ1 2 3ပေါင်းကြ3နဲ့2နဲ့ပေါင်းကြ5ဒီ1နဲ့ပေါင်းကြတော့6လို့ရတယ်6လို့ရတဲ့အတွက်6ရဲ့ပါဝါ1 6ရဲ့နက္ခတ်က9 6 1 9ကြီးပါတဲ့ 619ကီကဘာထွက်လဲမနက်ပစည်းမှာ905ဆိုပြီးတော့လွတ်တယ်ညနေစင်းမှာ36ဆိုပြီးတော့6တလုံးညီတယ်နော်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်ကဟုတ်ကဲ့ line ကြီးကကြကြဝါနော် line ကြီးကနည်းနည်းသိသိခံပြီးကြည့်ပြပါဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ပတ်မှာကျွန်တော်ကဒီတစ်ထိတ်စီဒီကနေ့ပေါ့ဗျာဒီကနေ့မနေ့ညမှာပေါ့ဒီကတစ်ထိတ်စီရဲ့တရား905နှလုံးရဲ့ပေါင်းရင်ဘယ်လောက်ရမလဲတင်း ီခွန်ကားနှလုံးပေါင်းရနှစ်ဒီတက်နဲ့ပေါင်းတော့3 3ရတယ်3ရဲ့ပါဝါ8 3ရဲ့နဂါက9 385ကီ385ကီမှာမနက်စည်းမှာမထီဘူးနော်မနက်စည်းမှာလွတ်တယ်ညနေစည်းမှာ8 385ကီရ8တလုံးထိပါတယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်မနက်ဖန်မနက်စည်းမနက်တနေကုန်အတွက်မနက်ဖန်မနက်ညတနေကုန်အတွက်ကီးစည်းရဘာကီးဖြစ်မလဲဘာကီးဖြစ်မလဲဆိုတော့ဒီက6ထိပ်စည်းရဒီနှလုံးခွန်ရဲ့ ဒီနှလုံးပေါင်းကြီးက39ပေါင်းပဲခွန်ဒီ6နဲ့ပေါင်းတော့ဘယ်လောက်ရမလဲ3လို့ရမယ်3လို့ရတဲ့အတွက်3ရဲ့ power 8 3ရဲ့နက္ခတ်က9 3 5ကြီးပါပဲတဲ့ဟုတ်ပြီအဲဆိုရင်ကျွန်တော်မနက်ဖြန်ကြောက်ရင်ဒီ3 5ကြီးနဲ့ဒီလိုမနက်ဖြန်မနက်စည်းမှတကွက်ကောင်းထိုးကျင်တဲ့မိတ်ဆွေများရှိခဲ့မယ်ဆိုရင်မနက်ဖြန်မနက်9နာရီမှာ ကျွန်တော် line ပေါ်မှာရှိမှာပဲတကွက်ကောင်း site ကလေးကိုကျွန်တော်ထုတ်ပြပေးမှာဖြစ်တယ်အဲ့တော့မနက်ဖန်တဏီကုံအတွက်မနက်ဖန်ကြာပလီတဏီကုံအတွက်385ကတဏီကုံကြီးပါ385ကြီးပါတဏီကုံကြီးပါမိတ်ဆွေတို့မှာ1ကြီးရှိရဆိုရင်မိမိတို့1ကြီးနဲ့ကတ်ထိုးပါဒါမှမဟုတ်ပရိရတဲ့မိတ်ဆွေတွေရတဲ့ပရိကလေးနဲ့ကတ်ထိုးပါနော် ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီကကျွန်တော်တို့ကမနေ့ဈေးမှာမိတ်ဆွေတို့ကျွန်တော်ပြခဲ့တာတူးဒီတူးဒီတသက်စာဖော်မြူလားမှတ်မိမော်နော်တူးဒီတသက်စာဖော်မြူလားမှာကျွန်တော်တို့အခုဆိုရင် 3ရက်3ရက်ကိုဘယ်နှချိန်ထွက်သွားပြီလဲ3ချိန်မှန်သွားပြီเนาะ3ရက်ကိုမနက်စည်းမှပြီ3ချိန်မှန်သွားပြီဒါ 2D လောကမှာ 2D စီးတွေဆိုပါလုံး 2D ရဲ့သက်သက်စာဖော်မြူလာကဏ္ဍနေပါသက်သက်စာဖော်မြူလာကဏ္ဍနေဒီကဏ္ဍဟာဒီဟာပထမဦးဆုံးကျွန်တော်တို့တနင်္လာနေ့မှာပဲ2 3ဆိုပြီးတော့ထွက်ခဲ့တယ်မနက်စည်းမှပြီထွက်ခဲ့တယ်เนาะ2 3 2 3ပြီးတော့9 9ပြီးတော့မနက်ကောင်က ့3ညခွန်းဆိုပြီးတော့3ရက်မှာ3ခွက်ထွက်သွားပြီเนาะ3ရက်မှာ3ခွက်ထွက်သွားပြီအဲကြောင့်ရင် ကျွန်တော်တို့မနက်ဖက်မှာလဲဒီတရပဲကနန်းဒီတရတဲ့35ကီးနဲ့ကျွန်တော်ဒီတရကနန်းလေးယူပဲမိတ်ဆွေတို့ကိုထုတ်ပေးมาဖြစ်တယ်အဲကြောင့်မလို့ဂျိုင်းနေတဲ့မိတ်ဆွေတွေကယူသုံးမှာမဂျိုင်းနေတဲ့မိတ်ဆွေတွေကကျော်သွားလို့ရပါတယ်ခင်ဗျ ဟုတ်ကဲ့ပါအဲ့ဆိုရင်ကျွန်တော်ကမနေ့ကမှ35ကီ35ပြီးတော့ပတ်သက်ပြီးတော့ဘာကနိုင်ရိုးရမလဲဆိုတော့ကျွန်တော်ကအဲ့35ကီကိုကျွန်တော်ကသက်သက်စာကီ2049နဲ့ပဲကျွန်တော်ကကတ်ထုံးမယ်2049ကတ်ပြီးတော့ပဲကျွန်တော်ထိုးมาဖြစ်တယ်ဟုတ်ပြီအားကြောင့်မလို့မိတ်ဆွေတွေ သုံးနဲ့ပတ်သက်ရင်သုံးနှင်းသုံးခွန်သုံးလေးသုံးကူသုံးနဲ့ပတ်သက်ရင်ကဏ္ဍလေးခွဲ့ရမယ်သုံးနှင်းသုံးခွန်သုံးလေးသုံးကူရှင်းနဲ့ပတ်သက်လို့ခဲ့ရင်လည်းရှင်းနဲ့ပတ်သက်ရင်လည်းရှင်းနှင်းရှင်းခွန်ရှင်းလေးရှင်းကူ ခဏလေးွက်ရမယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကငါးနဲ့ပတ်သက်ရင်လည်းငါးနဲ့ပတ်သက်ရင်လည်းငါးနဲ့ငါးခွန်ငါးလေးငါးကူးဆိုတဲ့ငါးနဲ့ပတ်သက်လည်း၄ခွက်၃နဲ့ပတ်သက်ငါး၄ခွက်၈နဲ့ပတ်သက်၄ခွက်ငါးနဲ့ပတ်သက်၄ခွက်ဟုတ်ပြီဒီကဏ္ဍ၄၂ခွက်ကိုမစ္စရူကိုမနဲ့ညအတွက်ကျွန်တော် ထုတ်ပေးလိုက်ပါတယ်အကြောင်းမလို့ဂျိုင်းနေတဲ့မိဆွေများမိမိတို့ဝမ်းကြီးရှုရင်ဝမ်းကြီးနဲ့တွဲပြီးတော့ထိုးပါဒါမှမဟုတ်ကျွန်တော်ရဲ့ဒီကနေ့ဆက်နပ်ွက်ကိုထိုးခြင်းနဲ့မိဆွေများကလည်းထိုးလို့ရပါတယ်အကြောင်းမလို့မိဆွေတို့ကိုကျွန်တော်ဒီညတော့ဒီကနေ့ဆက်နပ်ွက်ကိုမနက်ဖြန်တနေကုန်စားအတွက်မနက်ဖြန်29ရက် တဏီကုံပါနော်တဏီကုံအတွက်ပါတဏီကုံအတွက်ပါခင်ဗျဟုတ်ပြီအဲဆိုရင်ကျွန်တော်ကြံနေရမှာပတ်တိလေးကိုမိတ်ဆွေတို့ချပြပေးမယ်ပတ်တိလိုက်ခြင်းနဲ့မိတ်ဆွေများကကြံနေရအတွက်ကြံနေရမှာပတ်တိကကျွန်တော်ရဲ့ပတ်တိအပတ်တိုင်းထွက်တဲ့ပတ်တိနော် 65ပတ်တိပါ65ပတ်တိပါဟုတ်ကဲ့65ပတ်တိပါအဲ့65ပတ်တိနဲ့အညီတိုးမယ်ဆိုရင်ကျွန်တော်ကဒီကနန်း၄ကွက်ကိုဦးစားပေးပြီးတော့ထိုးစေခြင်းပါတယ်ဒီကနန်း၄ကွက်ကိုမနဲ့ညာဦးစားပေးပြီးတော့ထိုးစေခြင်းပါတယ်ခင်ဗျဟုတ်ကဲ့အခုဝင်ကြည့်နေကြတဲ့မိတ်ဆွေအပေါင်းတို့တယောက်ချင်းကိုအားလုံးပဲ မင်္ဂလာပါကျေးဇူးလည်းတင်ပါတယ်အားကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကိုလည်းမိတ်ဆွေတို့ကတယောက်မြင်အများများ like share နဲ့ကူညီပေးပါနော်ကျွန်တော် တကွက်ကောင်းတကွက်ကောင်း site တွေကိုကျွန်တော်ထိုးခြင်းနဲ့မိတ်ဆွေများတကွက်ကောင်း site တွေကိုထိုးခြင်းနဲ့မိတ်ဆွေများကတော့ကျွန်တော်မနေ့ကမနေ့9နာရီချိန်မှာတကွက်ကောင်း site တွေကိုချပြပြီးမှဖြစ်ပါတယ် အားကြောင့်ဒုက္ခကောင်းဆိုးဝင်းနဲ့မိတ်ဆွေများမနှက်ဖန်ကြရင်လိုင်းပေါ်တက်လာခဲ့ပါခုနိုင်ချိန်မှာကျွန်တော်ရှိပါတယ်ကဲအဲ့ဆိုအခုကြည်နေကြတဲ့မိတ်ဆွေအပေါင်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေလူဝဆန္ဒရတရုံတော်ကြီးရရှိနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းရင်းနဲ့ကျွန်တော်ရဲ့ like လေးကိုဒီမှာတင်ရနာလိုက်ပါတယ်အားလုံးနဲ့အထူးကျေးဇူးတင်ရှိပါတယ်6နဲ့5ပတ်တိပါနော် ထွက်မှာပါဒီကြံနေရမှာကြံနေမှာကြံနေရတဲ့မနက်ဖန်ကြာလေးနေမှာပို့ပြီးတော့ရေးကြည့်ရနော်ကြာလေးမှာကြီးကထွက်တာများပါလေနော်ကြာလေးမှာထွက်တာများတယ်အားကြောင့်မလို့ကြာလေးမှာထွက်တာများတယ်မနက်ဖန်ကြာလေးတနေကုန်မှာ6 9ကရေးကြည့်ပါတယ်အားကြောင့်မလို့မနက်ဖန်တနေကုန်အတွက်ကျွန်တော်တော့6 9အထိမှပေါက်မယ်လို့ကျွန်တော်ထင်တယ် အဲကြောင့်မလို့အခုကျွန်တော်တို့35ကီဆိုရင်ကျွန်တော်ဒီတက်မှာ65ထိမှဆိုရင်9တလုံးထိပို့များပါတယ်9တလုံးထိပါမယ်ဆိုရင်ဒီလေးဘွက်ကိုဦးစားပေးပြီးတော့ထိုးစေခြင်းနဲ့ဟုတ်ကဲ့ကဲအားဆိုရင်အားလုံးပဲအထူးပဲကျေးဇူးတင်နော်ကျွန်တော် like လေးကိုဒီမှာရန်နာနေမယ်နော်